အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးတွေကတော့ဆံမစုတင်မော်ရေးထားတဲ့ရှူတူတူ ဆိုတဲ့ဝတ္ထုနဲ့တွေ့ရမယ့်တိခွတပွင်းဆိုတဲ့ဝတ္ထုတို့နှစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။ရှူတူတူအဲ့ဒါပါပဲဝိရရဲ့တခြားဘသူကမှတော့မပြောနဲ့နော်။ငါကနဲ့ကိုခင်လုံးလို့ပြောတာ။ က်ဖက်ရည်ဆိုင်မှာဆမိုစာကို အချင်းရင်နဲ့တို့ပြီးအာပါဒိယဆိုင်ရင်အတင်းကိုတည်င်းလို့ကျညာနေတဲ့တငယ်ချင်းမဒါလီကိုကြည့်ပြီးကျမပြုံး၍ခေါင်းငိမ်ပြသည်မနေ့ကလည်းတငယ်ချင်းမအန်ကဒါလီအပြုံးဆို မတက်ပုံနဲ့စကားရှုပ်ပုံကိုကျမကိုပြောပြပုံကအဲ့ဒီမိမဟာမကြီးမငယ်နဲ့မပြောတင်ပြောတယ်မစင်စားဘူးကိုလေးကိုငါအစားမပြီးဝမ်းလျှော့တဲ့အကြောင်းတော့ပြောနေသေးတယ်ဟိုမိစုမကလည်းဒါကိုနည်းနည်းပါပါဝင်ထိတ်မပြောရဲ့ပြင ဝတားတုတ်ထိုးနဲ့တမောတီထောင်းနဲ့နင်းကန်စားတာနဲတောင်နေသေးတယ်ဆိုပြီးငါလူကြီးရှေဝိုင်းဟာကြတာငါမှရှက်လဲရှက်စိတ်ဆိုးရလဲခက်နေမင်းအောင့်ခံရတယ်ဟာပြန်ပြောရင်လဲငါကသဘောထားသိရကြအောင်မယ်အေးသူတို့ကတော့တွားမပြောနဲ့နော်နင့်ကိုယုံလို့ငါကရင်ဖွင့်ရတာတဲ့ကျမပထမနှစ်ကလေးကနောက်ဆုံးနှစ်အထိလက်တွဲပေါ်တငယ်ချင်းတွေထဲမှာနေကအကြောင်းလာတတ်ကြပြီးတဆောင်တဲ့အတူနေကြတော့ဒါလီ အန်ထူးရင်ဆိုသည့်အန်နှင့်စုမြတ်တို့သုံးဦးဟာညီအမတွေလိုစိတ်တူကိုယ်တူနဲ့ကျမကိုခင်ကြတာလဲတူကြသလိုခင်မင်သူပေါ်တာလဲတူကြပါသည်သူတို့မှာအများကိုကိုညီတက်ခင်မင်တက်သည့်ချစ်စရာအကျင့်ကောင်းလေးတွေတူညီစွာရှိကြသလိုရှိရင်ပြုံ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 နဲ့နောက်ွယ်မှာငယ်ကျိုးငယ်နာ ဖော်တတ်သည့်အကျင့်ဆိုကလေးများလဲတူညီစွာပိုင်ဆိုင်ကြပါသည်ဒီနေ့လဲသူများအတင်းချစရာကုန်သွားလို့လားမသိဘူး ဒါလီကအချင်းချင်းအကြောင်းကျမကို လာပြောနေတာဖြစ်ပါသည်အန်ကစကားရှုပ်တတ်တယ်လို့စုမြတ်ကစီကံမရှိပုံတွေ ပြောနေပြန်၍ဟိုတယောက်ပြောတတ်သောဒါလီအကျင့်ဆိုးလေးတွေကြောင့်ကျမကောင်းတဲ့ရောက်လာတာဖြစ်ပါသည်ဒါနဲ့မုံစားပြင်းနင်ပေသွားမှလဲငါနဲ့လိုက်ခဲ့ပါလားဆိုသည်ဒါလီအမေကို ကျမပြန်မဖြေဖြစ်မီလိုက်ခဲ့ပါဟာနင့်ကိုတတိပေးစရာလည်းရှိသေးတယ်နင်မိအန်ခေါ်တိုင်းရှောက်လိုက်မနေနဲ့တော့သူကအခုတော်တော်ဇာနေနဲ့ရှုပ်ချင်နေတယ် အောင်တယ်လို့ယုံနေအားမရဘူးငိမ့်ချိုင်းဟင်းကိုစလဲတွေပါတယ်လှုပ်ချင်နေပြန်တာဘလို့သူအောင်တယ်ဝါသနာပါတာတော့နင်းအတိပဲလေအခုကငါတို့မိကြကကင်းမရပဲပြုတ်သွားတယ်ဟိုကင်းပြုတ်နှက်ကောင်တိတယ်မလားအရင်တုန်းကတော့အညီကိုလိုတွဲခဲ့ကြပြီးကမလေးတယောက်ကြောင့်ပြက်တနာတက်သွားပြီးမခေါ်နိုင်မပြောနိုင်ဖြစ်သွားတာလေအဲ့ဒါဒီနှစ်ကောင်ကိုသူကဘာမဆိုင်ညာမဆိုင်ဝင်စစ်ဆက်ပေးနေတာကြရင်တော့ဒီထဲကတကောင်ကောင်နဲ့ဘာဘာညာညာအတန်ကြားရတော့မယ် ငါစိတ်နေတော့တိတ်မတွေ့ကျင်တော့ဟွန်းဟဲ့နင့်တော့တာကိုအသာထောင်းဟိုမှာမိစုမဟုတ်လားစားတော့ဆိုင်ပဲကျမတို့ရှင်တို့မျက်စိဝိတ်ရှာနေတော့စုမျက်ကိုမြင်လိုက်တမို့ပြောလိုက်တော့ဒါလီကလက်ရခေါ်လိုက်သည်ဒီမိမကိုတွေ့တာအတော်ပဲငါသူ့ကိုပြောစရာရှိတယ်စုမျက်အနားရောက်တော့ဒါလီကစီပြီးလာလာနင်အတမ်းတက်ဖူးလားလို့ဆိုလိုက်တမို့အမေနင်တို့ကြတော့ကော ဟုစွမြက်ကမျက်စောင်းတစ်ချဲလှမ်းချိတ်တုံ့ပြန်ရင်းတမရရီတစ်ခွက်လှမ်းမာလိုက်သည်။ကျမကအမှတ်မထင်။နင်ဒီနေ့နှခန်းဤတော်ဆိုးမလာပါလား။ဘလို့ဖြစ်တာလဲ။လို့ပြောမိတော့ဒါလီကအေးငါလည်းနှခန်းဤကိစ္စပြောမလို့ဟဲ့နင်ဆိုးနေကြအုတ်ခဲအောင်တောက်တောက်လေးနင်နဲ့လိုက်တာနဲ့ဘာလို့မဆိုးတာလဲ။အော်အဲ့ဒါအဲ့ရဲ့ဟာလေ။ငါလည်းကျိုးဆွနှခန်းဤတင်မဝဲဖြစ်သေးလို့သူ့စီကခဏယူဆိုးနေတာ။ နေ့ကတော့အန်ကအဲ့ဒီရောင်နဲ့ငါနဲ့မလိုက်ဘူးမျက်နာတောင်အတော်ရင်ထော်သွားတယ်လို့ပြောလို့မသုံးပြတော့တာခုဘာရောင်ဝယ်ရမလဲစဉ်းစားနေတာဟာအမလီအဲ့ဒါနေ့ငိုစေတနာနဲ့ပြောတယ်မထင်နဲ့နေမရှိတော့ငါ့ကိုပြောပြတယ်သူ့ဟာကြီးဝယ်ပေးထားတဲ့နှခန်းကြီးကိုနေကအလိုက်မသိလာလာဆိုးနေလို့မှတ်သားလောက်အောင်ပြောလိုက်တာတဲ့အေးငါပြန်ပြောတယ်တော့မပြောနဲ့နော်အချင်းချင်းတွေတော့ကြမကောင်းဘူးဟာအော်သူကဒီလိုလား ဒီလိုဆိုငါလဲနောက်နေ့တွေငါအင်ကြီးတွေကလစ်တွေငါကြာအကြောင်းမရှိတော့ဘူးသူကဒီလောက်တွက်ကတ်နေငါကလည်းပြန်စင်းစားရတော့မှာပဲအမေနင့်ကိုလည်းသူကပြောတာပဲနော်ဟင်ဘာပြောရလဲနင်သူ့လုံကြီးတွေနဲ့ရေလဲခဏခဏလှုပ်လို့စိတ်ဆိုးနေလေရဲ့အပြင်သွားလို့အဝတ်လဲရင်လဲသူ့ကရင်မော်လုံကြီးပြစ်ပြစ်တင်ထားခဲ့လို့တယ်လीနောက်နင်စင်ချင်မှုငါပြောပြတာပါငါပြောတယ်လို့တော့မပြောနဲ့ပေါ့ဟာ ဒါလီနဲ့ဆွမြတ်တို့နှစ်ဦးအတွေးကိုစီဖြင့်ညင်သက်သွားကြစင်မှာပဲဟဲ့ဒါလီမုံနဲ့မဆုပ်ပြက်ဟိုသူတို့ရဲ့နာမည်ပြောင်များကို အော်ခေါ်ပြီးဝိုင်းထဲကိုမမျောလင့်ပဲအန့်တရဝန်းကနေရောက်လာသဖြင့်ကျမကပဲစနှုတ်ဆက်ပြီးအခြေအနေကိုထိန်းရန်ပြင်ဆင်ရသည်ပြတနာအသေးလေးတွေကနေတငယ်ချင်းတွေကြားမျက်နာမကြည့်ချင်းလောက်အောင်ဖြစ်ကြမှာမျိုး ကျမတွေ့ရမြင်ရမှာပူစိတ်နှင့်ဖြစ်ပါသည်ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာကဟဲ့မိအက် နင်းတော့အသက်ရှည်ဦးမယ်ခုပဲနင့်အကြောင်းပြောနေကြတာနင်းလမ်းကြောင်းတွေတိတ်ရှုပ်နေတယ်လို့ကြားတယ်နော်ခုလည်းပြောပါဦးဘယ်ကနေကြွအမြန်းလာတယ်လဲဆိုတာဟုတ်ပါနင်းအင်ကြီးနဲ့နေခန်းကြီးရောင်ကလည်းအရန်လိုက်တာပဲကောင်းမလှပနေလိုက်တာဒါပဲနော်နောက်ဆုံးရောက်လာတဲ့သူကဒီဝိုင်းကိုရှင်းရမှာ ထုံးနိုင်မယ်သိတယ်မဟုတ်လားဆိုဒီကြွကြညာစကားတွေကြောင့်ကျမအသက်ပြင်းတက်တက်ရှိုက်ရင်သုံးယောက်စလုံးရဲ့မျက်နှာကိုမတိမတာအခဲခတ်ကြည့်လိုက်မိသည် ၃ယောက်စလုံးမျက်နာမှာကအသက်ဝင်တောက်ပနေသောအပြုံးလေးတွေကိုကြည့်နေလေ။အော်ကျမကပဲရိုးစင်းနှုံအလွန်တာလား။သူတို့ကပဲတက်တိလိမ်မာလွန်တာလား။တခုခုပဲပေါ့နော်။ဒီနောက်စကားဝိုင်းဆက်ဖွဲလို့ခဏကြာမှတော့အဲ့ရေငါပြောလိုက်တော့မယ်မနေနိုင်တော့ဘူးဟ။ဆိုတဲ့စုမြတ်ဤစကားမဆက်ရုတ်တရက်အပြောကိုအန်ကခေါင်းငိန်ခွင့်ပြုလိုက်တော့စုမြတ်ကဟန်နဲ့ပန်နဲ့ပြောပြသည့်ဇလန်က ကြားနေကြမျိုးတွေကမဟုတ်ဘဲအံ့ဩစရာ ရှင်ခုံစရာစိတ်မကောင်းစရာတွေနဲ့မို့သူ့အပြောတွေကျမနစ်မျောပျော်ဝင်သွားသည်ငါတို့အဆောင်နဲ့အခန်းချင်းကရက်ကဝီတီလေနင်သူ့ကိုတည်တယ်မို့လားရိုးရိုးအေးအေးလေးမို့ငါတို့ကခင်နေတန်ရောစင်ဖြစ်နေရတာလေဟုတ်စုမြတ်ကအစချေခဲ့ပြီးအေးဟုတ်ပါပြီအဲ့ဒါဘာဖြစ်လဲကျမကစိတ်မရှိသလိုမေးလိုက်တော့မှ သူ့စီလာနေကြကာတစီဟန်ဖုန်းတကွန်ကွန်ဘဲကြီးက သူ့ကိုလက်ထပ်ခွင်တောင်းလို့တဲ့ဒါမှမအဆန့်လားဟဲ့သူ့တွဲနေတဲ့သူကလက်ထပ်ခွင်တောင်းတာများအော်နေစမ်းမအောင်အဲ့ဒီလူကြီးကမယားချင်းငုတ်တုံးနဲ့အိမ်အောင်တဲ့ကြီးဟဟင်ကျမ၏အာတင်မွန်ကိုဇလန်းကိုတိပီးဖြစ်ပုံရတော့ဒါလီကဖြစ်ဆွက်ပေးပါသည်မရင်နဲ့ဝိရီတကယ်ကဒီဇလန်းကိုတိလိုက်ရပုံကဒီလိုဟာငါတယောက်ထဲအဆောင်မှာနှက်နေတော့အဲ့ဒီကလေးမှာဝေတီဝင်းလာပြီးငါစီရင်လာဖွင့်သွားတာ တနာကြဟဲ့မင်းကလေးချင်းချင်းကိုချင်းစာပါတယ်ဒါပေမဲ့သူကမပြတ်သားဘူးဖြစ်နေတာဟာဘာမပြတ်သားစရာရှိလဲမိမရှိပါတယ်ဆိုမှကိုကအပြိုလေးပဲဟာနောက်ဆုတ်ရမှာပေါ့ယောက်ျားဒီလောက်မရှာပါဘူးဟာဒါပေမဲ့ပြောတလောက်မလွယ်ဘူးဝေရရဲ့သူတို့တွဲလာတာလဲ၃နှစ်လောက်ရှိနေပြီလေဒီတော့မိုးမမြင်လဲမမြင်ဖြစ်နေပြီသူ့လူကြီးကလည်းသူ့ကိုလက်မလွတ်ချင်ဘူးသူ့ကိုတင်တောင်းတင်တယ်လက်ထက်ယူမှာပါလို့ပြောတယ်တဲ့ ဒါဆိုသူ့မယားကြီးကဘယ်နောက်သွားထားမှာလဲ။ကွာရှင်းခွင့်တောင်းမယ်တဲ့ကွာ။ခုလည်းစူးစမ်းနေတယ်တဲ့။ဒါပေမဲ့ဟိုဘက်ကလည်းဒီလောက်ချမ်းသာတဲ့လူကိုရော်ကြီးလောက်နဲ့ဘယ်အလွယ်လက်လွတ်ခံမလဲ။ပြီးတော့သူလည်းချစ်လို့ယူထားတာ။ပြီးတော့ခလေးတွေပါတယ်လဲရှိအောင်မှာပေါ့။အေးသူ့ဘက်ကြတော့လေအိမ်တော်တယ်မမသိလို့သူလက်ခံခဲ့မိပေမဲ့သူ့ကိုအမြဲအလိုလိုက်တာရဲ့သူ့အတွက်သားတွေမယားတွေတောင်းစွန့်ပြီးချစ်မဲဆိုတာရဲ့ပြီးတော့သူကိုယ်တိုင်လည်းညှိနေတာရဲ့ကြောင့် အဲ့ဒီလောက်ပြတ်သားဖို့မလွယ်ဘူးဝေယူရဲ့ပြီးတော့သူ့လူကြီးကမြားကြီးကကွာမပေးလဲဝေတိကိုလက်ထပ်ချင်တယ်မျက်နာမငယ်ရအောင်ထားမယ်ဝေတိနဲ့ပဲပေါင်းမယ်လို့ပြောတယ်တဲ့အမလီဝေတိတော့မားတော့မယ်အေးဒါပေမဲ့ဝေတိသဘောမတူပဲဇွတ်မလုပ်ပါဘူးတဲ့ချက်ချင်းလက်ထပ်ဖို့မဟုတ်ပဲဝေတိစိတ်ပါတဲ့နေကြမှာပါတဲ့ဒီကြားထဲမှာဝေတိနဲ့သူ တွဲနေမှာပဲဝေတိကိုလက်ဖြားနဲ့တောင်မတို့ပါဘူးတဲ့အမလီဒါလီရဲ့အစတဲ့ကလည်းငဲတဲ့သူကိုဘယ်လိုလုပ်ရုံအောင် အော်ဒါကတော့နင့်အမြင်ကိုနင်ကအုံနောက်နဲ့စဉ်းစားပေမဲ့သူကနှလုံးသားနဲ့ခံစားနေတာဟာအဲ့ဒီမှာအရေးကြီးတဲ့အချက်ကဝေဒီသူ့ကိုတနည်းနည်းမှလက်ထပ်ပါမယ်ဆိုတဲ့ဂရီကိုပေးနိုင်ရင်အဲ့ဒီအထိတ်မှန်နေနဲ့တနည်းအားဖြင့်သူ့အစီအစဉ်ကိုဝေဒီကလက်ခံတဲ့အနေနဲ့ပေါ့ဟာဝေဒီနှလုံးသားနဲ့အနည်းဆုံးနေရာမှာဆွဲထားဖို့အသေးပုံလော့ကက်သေးလေးတစ်ခုသူ့လက်ဆောင်ပေးမယ်တဲ့အမလေးဟဲ့ယောက်ျားတွေများတက်လက်တက်နိုင်တယ်ဒါနဲ့ဝေဒီကကော ်တက်ခံလိုက်တယ်တဲ့လားအဲ့ဒါ main point ပေါ့ locket ဆိုလို့ရိုးရိုးခတ်ပေါ်ပေါ်မထင်တဲ့ဝေရေစိန်စီထားတာမို့30စက္ကန့်နဲ့တန်နေတဲ့အဲ့ဒီတော့ဝီတီလည်းစဉ်းစားရပြီပေါ့ဟာဘယ်တော့ပဲတန်းတက်ဟာအဲ့ဒါသူ့လက်ခံလိုက်ရင်သူ့ဘဝကိုဟိုလူကြီးကိုတဝက်ပေးလိုက်ရတယ်လို့ဖြစ်သွားမှာပေါ့အမလီအမရဲ့ကာယကံရှင်ကတဝက်မဟုတ်ဘူးအကုန်လုံးတောင်လက်ကားပေးခြင်းပေးခြင်းနေမှာဒါပေမဲ့သူ့လက်ကလေးမှမဟုတ်တာဟာနားလေပါတယ် ဒါကြောင့်ငါ့ကိုလာတိုင်းမင်တာပေါ့။နင်ကဘာပြောလိုက်လဲသူ့။လေးလေးနက်နက်စဉ်းစားဖို့အလွယ်မဆုံးဖြတ်ဖို့တော့ပြောလိုက်တာပေါ့ဟာ။သူကအတော်လေးညှိနေပုံရတော့တိတ်လည်းအလွန်ကြုံပြောမထွက်ဘူးဟာ။ကျမတို့အားလုံးတက်ပြင်းဆိုင်မိကြရင် ရုတ်တရက်ငြိမ်သက်သွားကြပါသည်။နောက်မှကျမက တစုံတစ်ခုကို တွေးပူလိုက်မိသဖြင့်ဒါနဲ့သူကိစ္စကလူတိတော့တိတ်မများသေးဘူးထင်တယ်နော်။ကျမရဲ့ဒီအမေကိုဒါလီကမျက်လုံးပြူမျက်စံပြူဖြင့်တုံ့ပြန်လိုက်ပုံက အမလီအဲ့ဒါအရေးကြီးတယ်နော်တခြားဘသူမှရှောက်မပြောကြနဲ့အောင်သိလားသူငါ့ကိုလာပြောတော့မတားလေးကိုခင်းလို့မတားလေးကိုယုံလို့ဆိုပြီးမျက်ရည်ဆက်လက်နဲ့လာပြောသွားတာငါလည်းနှစ်ရက်သုံးရက်ဘသူကမှမပြောပဲနောက်မှမနေနိုင်လို့အန်ကိုတိတ်တိတ်ပြောပြလိုက်တာအန်ကလည်းစုမြတ်ကိုတော့အတိပေးထားတဲ့နဲ့ဆိုလို့ငါလည်းသဘောတူပြောပြထားတာခုတော့နင်းကလည်းငါတို့အခင်ဆုံးတငယ်ချင်းဖြစ်တော့နင့်ကိုချန်ထားလို့မကောင်းဘူးလေ ပြီးတော့နင်စကားမရှုပ်တတ်တာကိုလည်းသိလို့နင့်ကိုယုံလဲယုံလို့ပေါ့ဝေရရာနောက်ဆုံးမျောက်လုံးပင့်လုံးများဖြင့်တစားဆင်ပြီးကျမတို့ရဲ့အတင်းအင်တာနက်ထဲမှာကျမ၏ website ထဲဒီသတင်းမတင်လိုက်ဖို့ပိတ်ပင်နေတော့တငယ်ချင်းမကိုတိတ်ဆိတ်ငိမ့်သက်ချင်းဖြင့်သာတုံ့ပြန်လိုက်ပါသည်တစ်ဖက်ကလည်းသူတို့သုံးဦးပိုင်း shoe toto website ကနေနောက်ထပ်ဘယ်နှယောက်ဤနားရီစီတို့ toto ကဆက်သွယ်လိုက်အောင်မလဲလို့ဝေသည့်အတွက်ပူပန်ရင်းစိတ်မသက်မသားဖြစ်မိပါသည် အမေဟိုမှာဟိုမှာဝေးတိမဟုတ်လားကြည့်ရတာမုံစားမလို့နဲ့တူတယ်ကျမတို့နဲ့ကက်လေးရန်ခေါဆွဲဆိုင်တဲ့ကို ဝင်လာသည့်ဝေးတိကိုအမြင်လိုက်မှတယောက်တစ်ပေါက်ပြောဆိုငင်းမောရင်အားလုံးရဲ့မျက်လုံးများကသူ့လဲပင်စီကိုအလိုလိုရောက်သွားကြပါသည်သူကလည်းကျမတို့အုပ်စုကိုမြင်လိုက်တဲ့နှင်းလှမ်းပြုံးပြပြီးကျမတို့ဇပွဲစီတို့ခြေဦးပြောင်းပြီးလှမ်းလိုက်ပါသည် မမျောလင့်ပဲဝေတိကိုတွေ့လိုက်ရတဲ့အတွက်ကျမတို့ဝိုင်းမှာတော့တီတိုတီတိုအတန်တွေကြက်ကြက်ညံသွားပါပြီ။ဟဲမရှိဘူးတော့ဆွဲသီးလေး तू မယူပြေးဘူးနဲ့တူတယ်။ဒါမှမဟုတ်လဲ तू တိန်းထားတာလည်းဖြစ်ကျင်ဖြစ်မှာ။ဟာနင်းမတွေ့ဘူးလား။ငါမျက်စိထဲမှာတော့တဖြက်ဖြက်လက်နေတာနော်။ तू ဆွဲထားတယ်ထင်နေ။ပြဆန်းပြဆန်းဘယ်မှာလဲငါကြည့်အောင်မယ်။အေးဟဲ့အနားရောက်မှာပဲမသိမသာအခက်ခက်ရအောင်မယ်။ ကျမတို့တွေဤအိန္ဒြေမယဖြစ်နေသောအပြောတွေအကြည့်တွေကြောင့်ဒါလီတယောက်ခုံကိုလှောက်ဝါးလင်းနဲ့တဖြက်ဖြက်ရိုက်တတိပေးလိုက်ရင်ဟဲ့စုပ်ပလုံးပါလေဘလို့ဖြစ်နေကြတာလဲဒီကိစ္စကိုနင်တို့မသိတယ်လို့နေရမှာနော်ဝေတိရှေ့ရောက်ရင်နင်တို့မျက်လုံးတွေသူ့လဲပင်စီမြောက်စီနဲ့ကြာလာတော်ကြာရိတ်မိသွားလို့မျက်နှာပြက်စရာတွေဖြစ်ကုန်မယ်ငါကြည့်ထားပြီးနောက်မှနင်တို့ကိုပြော့ပြမယ်တိလားတခြားလဲဘယ်သူမှမပြောကြနဲ့အောင်နော် ဒါလိစကားကိုကျမတို့အပြေလွာခေါင်းညိတ်နေကြလိုက်မှာပဲဝေတီကအနားတို့ရောက်လာသမို့မတိုင်ပင်ထားပါပဲပါဇက်ကလေးများဖြေကအတန်တိတ်နှုတ်ဆက်လိုက်ကြပေမဲ့ဒါလိကတော့ဟဲဝေတီလာတငယ်ချင်းဟိုဟိုတင်မတွေ့ရတော့တော်တော်ကြာသွားပြီနော်ငါတငယ်ချင်းကတော့စိတ်ချမ်းသာလို့ထင်နေပိုချောပိုလှလာတယ်လို့ပဲဟုတ်တယ်နော်အန့်ဟုတ်ဆိုပါသည်ဒီချိန်မှာပဲဒါလီရဲ့အစီအစဉ်မကြတကြထွက်လာသည့် ကမကမလောကစကားများနဲ့အတူသူတို့တွေဤမျက်လုံးများကိုအကဲခတ်စောင့်ကြည့်နေမိသည့်ကျမကလွယ်ပြေးကြံတုံးဦးသားဤမျက်လုံးများမှာဝေတိလဲပင်စီဖြတ်ခနဲပြိုင်တူရောက်ရှိသွားကြတာကို အသေးရပွဲ မြင်တွေ့လိုက်ရပါကောလားအဝေးရောက်အထီးကျန်သူရဲ့တငယ်ချင်းတို့ကို အလွမ်းပြေးကြည်စေစားတပုတ်ပါစုသေးမော် တောင်ပြောင်းထွေလာမဂဇင်ဇူလိုင်လ2006ခုနှစ်ဆက်လက်ပြီးတော့ဆရာမစုတဲမွန်ပဲရေးသားထားတယ်တွေ့ရမဲ့တစ်ခွတပွင်းဆိုတဲ့ဝတ္ထုတော်လေးကိုထပ်မံဖတ်ပြပေးသွားမှာဖြစ်ပါတယ်တွေ့ရမဲ့တစ်ခွတပွင်းအမေအမြန်ပြန်လာခဲ့ပါအိမ်မာမီကြီးလည်းနေမကောင်းဘူးပြီးတော့အိမ်ပေါ်ကောင်မလေးကိုပွဲစားတော်ရွှေပြန်ခေါ်သွားလို့လူစားမရှိဘူးဖြစ်နေတယ် အမေလာမပဲအဆင်ပြေလိမ့်မယ်ထင်တယ်။ဒီလိုစာတို့လေးတွေရေးပြီးအမေကိုလမ်းခေါ်ရရင်အမေကကျမစီချက်ချင်းရောက်လာစမြဲပါ။ကြိမ်ချင်းတောင်းနဲ့ပလတ်စတစ်အိတ်ကြားလေးလွှဲပြီးအပြေးလွှားရောက်လာတဲ့အမေပုံစံလေးကိုကျမမျက်စီတွေကဘယ်တော့မှမထွက်ပါဘူး။အမေလာတော့မြန်သားပဲလို့ကျမပြောမိတဲ့အခါလာရမှာပေါ့တော့ညီကကြုတ်မလာရင်ဒုက္ခရောက်ပြီဆိုတာကြုတ်ကသိနေတော့လာရတော့တာပေါ့လို့ခယူနာတော်တော်နဲ့တမင်ဟန်လုပ်ပြီးဆိုပါတယ် တကယ်လဲကျမမှာအိမ်တော်တာဝန်တွေပြိနေတဲ့အိမ်ရှမတအုပ်ဖြစ်လို့ကျမတို့အိမ်မှာအဖို့တယောက်လောက်မရှိရင်မဖြစ်ဘူးဆိုတာအမေအတိဆုံးပါတလ3-4တောင်ပေးပြီးငားရတဲ့အိမ်ပေါ်တွေက စိတ်လည်းမချရစိတ်တန်းလည်းမကြလို့ကို့စိတ်ကြိုက်အချင်းယူတင်ထားပြန်တော့လဲပွဲကမဲ့တဲ့ပွဲစားတွေကလာပြန်ခေါ်သွားလိုက်အစ်တတယောက်နဲ့လဲလိုက်နဲ့လဲနေတတ်တဲ့တန်တရားတွေမှာစိတ်ရောလူရောမောလို့ပေါ့ဒီထက်လူပင်ပန်းတာက အိမ်မှာတငယ်ပြန်းနေတဲ့ကိုစော့အမေကျမရောက်ခမရဲ့ဒုက္ခကလည်းမသေးလှတာမို့အလုတ်တစ်ဖက်နဲ့ကျမမှာမလွတ်တာမလွန်တာပါပဲဈေးတွေကကျမအထင်ဆိုင်မှာဖောက်တယ်တွေစိတ်တန်းကြအတိခံလိုက်ရောရင်စိတ်ပင်ပန်းလှသည်မအိမ်ရောက်ပြီဆိုရင်ပဲစိတ်ရောလူပါဒုံဒုံချအိပ်ပစ်ချင်တော့တာပါပဲဒါကြောင့်အမေကိုလှမ်းခေါ်ရတာလေအမေကကျမနဲ့ဒီအိမ်ကလူတွေအကြောင်းနှောကြည့်အောင်တိတ်ပြီးသားမို့အိမ်မှာကိစ္စတခုခုပေါ်ရင် ဘာလို့မဲဘာလို့ရမဲဆိုတာကို ပြောကြမလို့ပါဘူးသူ့ဘာသာသူအဆင်ပြေအောင်ကြည်လုပ်ပေးနိုင်ပါတယ်အမေရောက်လာပြီးနေ့ရက်၃ရက်လောက်ကြာရင်မေကြီးကယောဂအတော်လေးတက်တာတွားတတ်ပါတယ်မေကြီးဖြစ်နေတဲ့ယောဂကတကယ်တမ်းကျတော့အထီးကျန်တဲ့ယောဂပါစကားပြောဖို့မရှိလို့ဖြစ်တဲ့ယောဂပဲဖြစ်မလားမသိပါဘူးမေကြီးအသက်က85နှစ်အမေထဲဆယ်နှစ်လောက်ကြီးပြီမဲ့မေကြီးကအမေကိုခလင်းငယ်တူလို့အာကိုချွတ်ွဲ့နေရှာတယ်ထမင်းစားလေအမေနဲ့မှ တရားကိုနားထောင်ရင်လဲအမေနဲ့မှာသူနဲ့စကားစမြေပြောပြီးအိမ်ရောက်ဝင်ရင်လဲအမေနဲ့မှာအတူအိတ်တာအမေမရောက်လာခင်တုန်းကဆို အိမ်ပေါ်မှာလေးနဲ့ကျမမိကြီးကိစ္စရောအိမ်မှုကိစ္စတွေရောတဝုံဝုံတယုံယုံနဲ့အိုးစိတ်ပြစ်စရာကျမဆိုအိမ်ပေါ်ကောင်မလေးကိုစိတ်တိုင်းမကြရတဲ့ကြားတယ်တချို့ကိစ္စတွေကိုမျက်နှာလွယ်ခဲ့ပြစ်လှုပ်ထားရတာသားနဲ့သမီးအရေးကရှိသေးတယ်လေအလဲရန်ကြောင့်သားအဆော့မဲ့တဲ့အကြီးကောင်နဲ့ မူလာရန်ကျောင်းသူငယ်မလေးရဲ့ကိစ္စတွေကလည်းတပုံတပင်ပဲသူတို့ကလည်းနာမည်ကြီးကျောင်းနာမည်ကြီးကျူရှင်တွေထားနိုင်ဖို့မျက်နာမငယ်ရအောင်ဝင့်နိုင်စားနိုင်ဖို့နဲ့လက်ပြန်တောင်းနိုင်ပေးရတဲ့မုံဖို့တွေဖြင့်ကျောင်းတွေကဟိုကြီးဒီကြီးတွေကလည်းအမလေးကုံလိုက်တဲ့ပတ်စံဖြင့်အိပ်ပေါက်နဲ့ဖားကောက်တယ်လို့ပါပဲဒါကြောင့်လင်မယားနှစ်ယောက်ရှာလို့ရတဲ့ပတ်စံကလည်းစုဆောင်ဖို့ထက်တာရေးနာရေးလူမှုရေးကိစ္စတွေမှာတုံးဆွဲဖို့ကာမိယုံလောက်ပဲရှိတာပါ ဒါတောင်းမှလူမှုရေးဆိုတဲ့ကုန်ကြစိတ်ထဲမှာအမေကိုကြော်တဲ့ငွေကမဆိုးတဲ့လောက်နည်းနည်းလေးပဲရှိပါတယ်။အမေကလည်းအများကြီးကြော်ရင်လက်မခံတတ်သူမို့ကျမဘက်ကကြည့်ရင်ဝတ္တရားအရာ မဖြစ်စလောက်ပေးကမ်းတယ်လို့များဖြစ်နေမလားလို့တခါတလေတွေးမိပါသေးတယ်။ဒါပေမဲ့အမေကတော့ကျမတွေးတယ်လို့မမြင်တဲ့အပြင်ပတ်စံတွေတဲကသူ့မြေးတွေမုံဖို့ဆိုပြီးပြေးသွားပါသေးတယ်။အမေကဒီလိုပဲကျမစီလာလိုက်ပြန်လိုက်နဲ့ထူထူထောင်ထောင်သွားလာနိုင်သေးပေမဲ့ ဦးကြီးအောင်မအမေကိုရွာနေမြို့ခောက်တော့ခောက်ပြန်သွားလာနေတာကိုကျမတကယ်စိတ်မချနိုင်ပါဘူး။ဒါကြောင့်အမေကိုကျမတို့နဲ့အတူနေဖို့အမျိုးမျိုးခေါ်ပေးမယ်လဲမရခဲ့ပါဘူး။အမေကအဖေကောင်းချသွားတဲ့အိမ်လေးနဲ့သူ့ရဲ့မွေးရမြေးပန်းမြိုင်ကုန်းရွာလေးကိုမခွဲနိုင်ဘူးတဲ့။အဲ့ဒီတော့ကျမကဘာတတ်နိုင်တော့မလဲ။အမေဆန္ဒအတိုင်းအမေကရွာမှာအနေများပြီးကျမကရောက်ခမကိုအမေရင်းလိုပဲတရုတ်တသေးနဲ့ပြည့်စုံလှုပ်ကြွေးကြရတော့တာပေါ့။ ကျမရခမမေကြီးရဲ့အခန်းထဲမှာဆိုရင် ဟောလစ်အိုဗာဒင်းမိုင်လို၊ကွစ်ကအိုစရှိတဲ့အရှိတဲ့အစားအသောက်တွေအလျံပေးပါပဲဒီအစားအသောက်တွေကိုမေကြီးအားရပါရစားတာမြင်နိုင် အမေကိုလည်းတတိတရနဲ့ကြွေးမွေးချင်ပါသေးတယ်အမေကတော့အဲ့ဒီညီဆို့ဆို့အနံကြီးနဲ့ဟောလစ်ဆိုရာရောအစီအစိမ့်နဲ့အရသာတွေနင်တို့ရဲ့နိုင်ငံသားမုံတွေကိုငါမစားတတ်ပါဘူးအလကဒုက္ခရှာပြီးဝယ်ဖို့မနေပါနဲ့ပတ်စံကုန်ပါတယ်လို့ဆိုပြီး ငနီတူကြောက်လေးနဲ့ကောက်ညင်းပေါင်းကိုသာမျက်ရည်ရှက်ရည်စားတတ်ပါတယ်။မိကြည့်ကိုတပတ်တခါတွေ့ပေါင်တိုင်းအာစီထိုးနေ့စဉ်မှန်မှန်ရှောင်းဝင်းညွန့်နဲ့အာစီတွေတိုက်တိုင်းအမိကိုလည်းကောက်မယ်ထင်တဲ့အာစီဘူးလေးတွေဝယ်ပြီးပို့ပေးပါတယ်။ဒါပေမဲ့အမိကတော့သူ့ရဲ့ဆေးနီနီတို့ဆေးဝါဝါတို့ဆေးမဲမဲတို့ကိုသာအကူရာမို့ကျမရဲ့အာစီဘူးတွေကိုနောက်မပို့ပါနဲ့တဲ့။ဒီเจ้าကိုတည်နေတဲ့ကိုစောကလည်းအမေရဲ့ကျမရဲ့လည်းစိတ်ချရအောင် သူ့အမေနဲ့အဖော်ရအောင်ဆိုပြီးရန်ကုန်မှာနေဖို့အတင်းခေါ်ပါသေးတယ်။သူ့မြေးတွေကပါဖွားရီကိုအတင်းခေါ်တော့မြေမရှိအပင်မရှိတဲ့ကျမတို့ရဲ့တိုက်ခိုင်းခြင်းချင်းကလေးမှာသူ့ကြာကြာမနေနိုင်ပါဘူးတဲ့။အမေပြောတာလဲဟုတ်မှာမို့နောက်တခါကျမခေါ်ရင်အမေမလာမှာစိုးရင်ပြီးဒီအိမ်မှာနေဖို့ကိစ္စကိုခဏခဏစကားမဟရဲတော့ပါဘူး။ ဒါပေမဲ့လည်းမေဂျီနင်းနဲ့ညမားပြီးတက်ကြီးရောကရနေချင်းကျမကလည်းအေးအေးပြတ်မခံနိုင်သူမို့ဒီလိုဒုက္ခတွေဖြစ်လို့ခေါ်လိုက်တိုင်းအမေကမဆိုင်မဲကြက်ကြက်ရိုက်ရောက်လာတတ်ပါတယ်အမေကိုမြင်ရင်မေဂျီကလည်းဝမ်းပန်းတသာခလေးတွေကလည်းပျော်ပျော်ရွှင်ရွှင်မို့ကျမလည်းစိတ်ချမ်းသာရပါတယ်အမေကမေဂျီနဲ့တနေ့ကုန်အဖော်လို့စကားတွေပြောရကက်ဆက်ဖွင့်ပြီးအတူထိုင်တရားနာရ တခါတလေမိကြီးရဲ့စိတ်စိတ်ပေါပေါကြည်ကြမှုလေးတွေကိုလည်းကျဉ်နှံ့အောင်လုပ်ပေးရတာတွေအပြင်ကလေးတွေကလည်းအဖွားနဲ့အတူ ဆော့ချင်တဲ့သူနဲ့အဖွားပုံပြောတာနားထောင်ချင်တဲ့သူနဲ့အားလုံးရဲ့အလိုဆန္ဒကို အမေတယောက်ထဲကဖြည့်ဆည်းပေးနေရတယ်လို့ပါပဲအမေကကျမနဲ့ပတ်သက်ပြီးအစအစအရာရာလိုအပ်တယ်လို့ဖြည့်ဆည်းပေးနေပေမဲ့ကျမကတော့အဝေးကနေငွေလန်းပို့ရုံကလွဲပြီးအမေဆန္ဒတွေဘာမှမဖြည့်ဆည်းပေးနိုင်ပါဘူး အမေလဲမေးကြည့်လို့ပဲသမီးတွေမြေးတွေနဲ့မခွာပဲအမဲနေကြမှာပဲလို့တခါတလေစဉ်းစားမိတယ်။ဒါကလည်းအမေကိုကျမခေါ်တဲ့အတိုင်းအတူနေုံကလွဲလို့တခြားနီလန်းမရှိဘူးလေ။ပြီးခဲ့တဲ့တစောင်းတိုင်းတုန်းက အမေသိနေမကောင်းဘူးလို့ရွာကမျိုးတယောက်ကစာလန့်ရေးလို့တောင်းခဏပိတ်ထားတဲ့အကြီးကောင်ကိုခေါ်ပြီးကျမလည်းစိတ်ပူပူနဲ့ရွာကိုလိုက်သွားခဲ့ပါတယ်။ခိုးရောက်တော့အိပ်ရာထဲလဲနေတဲ့အမေက သူမမပဲလာရမလားလို့ကျမကိုရော စာလန်းရေးတဲ့သူ့အိမ်ကြီးချင်းကိုပါစိတ်ဆိုးကျင်သေးတယ်။အဲ့ဒီတစ်ခေါက်ကအမေနေကောင်းအောင်ပြုစုပေးရင် မကြတဲ့မဲအဲ့ဒီမှာတပတ်လောက်ကြာသွားခဲ့တယ်။တာကြီးလည်းကြောင်းပြန်ဖွင့်လို့ကြောင်းပြက်ရက်တွေများသွားနိုင်တယ်လို့ဆိုင်ကိုလည်းနောက်ဆန်တငငငင်းနဲ့မို့ကျမလည်းရည်ရည်ပြတ်ဆုံးဖြတ်ချက်တစ်ခုကိုချပြီးအမေကိုရန်ကုန်ကိုလိုက်ဖို့ခေါ်တော့အမေကခေါင်းမာစွာနဲ့ပဲညင်းနေတယ်။ ကျွန်မလည်းကိုပေါ်လောင်ဖက်မရှိပဲအမေဖျားနာနေတာကိုစိတ်ပူလို့အိမ်ကိုလိုက်ဖို့အတင်းခေါ်မိတယ်။အမေကအိမ်နီးနားချင်းတွေအားကိုနဲ့ကျွန်မကိုထက်ညင်းပြန်တယ်။ကျွန်မလည်းဒေါသထွက်ဝမ်းလဲနေမိတာမို့အမေကလေကျွန်မကိုတိတ်ဒုက္ခပေးတာပဲ။ကျွန်မကဒီမှာအမေကိုစိတ်မချနိုင်မှန်းသိရနဲ့အမေကနေခဲ့ချင်တယ်။ကျွန်မဒီမှာဘယ်လို့မှနေလို့မရဘူးဆိုတာတိတိကြီးနဲ့ကျွန်မစိတ်ထိတ်ကြအောင်အမေတသက်ဒုက္ခပေးတာပဲ။ ကျမဒီစကားကိုမပြောသင့်ဘူးဆိုတာသိရနဲ့ပြောထွက်သွားခဲ့တာကျမဒုက္ခရောက်မှာဆိုလို့အမြဲတစ်ဖက်တလန်ကအကူကြီးဖေးမှပေးတဲ့အမေကိုစိတ်ထိကအောင်ဒုက္ခပေးသူလို့ဆွဆွဲမိတာကျမတိတ်မာသွားပြီဆိုတာပြောထွက်ပြီးပြချင်းသိပါတယ်အဲ့ဒီနေ့ကကျမလည်းမျက်ရည်တွေနဲ့ပြန်ခဲ့ရပြီးအမေလည်းမျက်ရည်တွေနဲ့ကြံရစ်ခဲ့တယ်အမေခြံထဲကမထွက်ခင်တစ်ပင်အိုးကြီးတစ်ပင်မှာခိုကပ်ပေါက်နေတဲ့တက်ခွပန်းလှလှလေးကိုမြင်ပြီး အပြန်လန်းတလျှောက်လုံးနောင်တအသည့်တွေရခဲ့ရတယ်။အဲ့ဒီတစ်ခေါက်ကခေါင်းမာမာကြံရက်တဲ့အမေကပုံမှန်ပြန်နေကောင်းသွားခဲ့ပါတယ်။ပုံမှန်ပြန်မဖြစ်တာက ကျမရဲ့နှလုံးသား။အမေကိုဒုက္ခပေးတဲ့သူလို့ပြောထွက်မိမှားခဲ့တာက ကျမနှလုံးသားကို ထိခိုက်တန်ရာရစေခဲ့ပါတယ်။တကယ်တော့ကျမဘဝရဲ့နေစဉ်ရုန်းကန်မှုပင်လယ်ထဲမှာလက်ပန်းကျနွမ်းနယ်နေချိန်တိုင်းအမေလို့တခွန်းတလိုက်ရုံနဲ့ ကျမနဘေးနာရောက်လာပြီးဒုက္ခတွေဝေမျှအားပေးတဲ့သူဟာအမေတယောက်တည်းပဲရှိတာပါ။နောက်အမေကိုထပ်ပြီးမြင်တွေ့ခွင့်ရတိုင်းအမေနဲ့ပတ်သက်ပြီးစကားမှားခဲ့တဲ့ကျမအမေကို ပြန်တောင်းပန်ဖို့စူးစမ်းစိတ်ကိုကြည့်ပေမဲ့တကယ်တမ်းအကောင့်ထဲမပေါ်ပြခဲ့ပါဘူး။အမေကိုကျမကယူနာတော်တော်နဲ့စိတ်လက်မှန်ပါပြောခဲ့မိတယ်ဆိုတာအမေနားလည်မှာပဲလို့ကို့ဘာသာခပ်ဖို့ဖို့တွေ့ပြီးအမေကကျမကိုဂယူဒီဇိုင်းနဲ့လှုပ်ပေးတိုင်း အမိကိုစိတ်ထဲကကြိတ်တောင်းပန်ခဲ့တာဟာလုံလောက်ပြီလို့ထင်ခဲ့မိတဲ့ကျမအခုတော့အယမ်းမှားသွားခဲ့ပြီကျမဟာအမေနဲ့ပတ်သက်ပြီးမှားခဲ့တဲ့စကားတစ်ခုအတွေ့အမေကျဉ်တဲ့အထိမဟုတ်ဘဲကိုကိုကိုကျဉ်တဲ့အထိတောင်းပန်ဖို့လိုနေပြီလေအခုတော့ကျမမှာဒီအကျွေးဆက်ဖို့အခွင့်အရေးမရှိတော့ပါဘူးအမေလို့လှမ်းခေါ်ရင်လည်းအရင်လိုအမေရောက်မလာနိုင်တော့ပါဘူး ကျမရဲ့စကားအမှားတခွန်းကို ကျမနှလုံးသားထဲမှာစူးတစ်ချောင်းအဖြစ်ထားရခဲ့ပြီး လောကကြီးထဲကနေအမေထွက်ခွာသွားပါပြီအမေဆိုတဲ့အပင်ဝကြီးမရှိတဲ့နောက်ပိုင်းမှာတော့ကျမဆိုတဲ့တက်ခွာပန်းလေးဟာအများအမြင်တင့်တယ်တဲ့ဧကန်ပန်းအိုးလိုနေရာမျိုးမှာရှိခြင်းလဲရှိလိမ့်မယ်ဒါမှမဟုတ်တက်ခွာပန်းကြောက်လိုဘဝမျိုးရောက်ခြင်းလဲရောက်နေလိမ့်မယ်ဒါပေမဲ့ အပင် OG မှာမိခိုးတွေ့ကတ်ခွင့်ရတော့ကလို့လှပဆွပြေမှုမရှိတော့ဘူးဆိုတာကျမကို ကျမသိနေပါတယ်အခုတော့လဲကျမတက်ခွပန်းကလေးဘဝကနေအပင် OG ဘဝကိုကုပြောင်းစပြုနေပါပြီကျမမှာတွေ့ကတ်နေတဲ့ပန်းလေးတွေလည်းရှိနေပြီလေအမေကျမကိုအစအစအရာရာလူလီသေးမရှိဖန်ဆင်းပေးခဲ့တယ်လို့ကျမရဲ့ပန်းလေးတွေကိုကျမဖြည့်ဆည်းပေးနိုင်ပါမလားလို့ကိုကိုကိုတန်တရားရှိမိတယ် ဘာပဲဖြစ်ဖြစ် အမေကိုအတူယူရင်းကျမရဲ့ပန်းကလေးတွေကို လောကကြီးမှာအလှဆုံးအမွေးဆုံးပန်းတွေဖြစ်အောင်စူးစမ်းပြီးပြုစုပြုထောင်ရပါအောင်မယ်။တဆက်ထဲမှာပဲအမေကိုလွမ်းမီရင်းကျမမှားခဲ့တဲ့ဇကားတခုအတွက်အထက်ထက်တောင်းပန်နေမိတယ်။ကျမရဲ့စိတ်ကူးအာရုံထဲမှာတော့အမေကကြည်ကြည်လင်လင် ပြုံးနေလေရဲ့။အမေကကျမကိုခွင့်လွှတ်ပါပါလေ။ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူတွေကကြီးမားရင်ကျက်တယ်ပဲထင်ထင်အမေအမြင်မှာတော့ကျမဟာ အမေထားရခဲ့တဲ့တွေ့ရမဲ့တစ်ခွလေးတပွင့်ဖြစ်နေအောင်မှာပဲမဟုတ်လားစုတဲမောပတောက်ပွင့်တဲ့မဂဇင်းမတ်လ2008ခုနှစ်နားဆင်အပိခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်